ကျွန်တော်တို့ဒီတစ်ခါမှာတော့ plucking အချိန်နဲ့ plucking ပေါ့နော်ကျွန်တော်တို့3 4 time name တို့6 6 8 time name တို့ပေါ့เนาะကျွန်တော်တို့ဘယ်လိုမျိုးလေးတိခဲရအောင်အခြေခံလေးပေါ့เนาะကျွန်တော်လေ့လာကြည့်ရအောင်သူကလေလွယ်ပါတယ်နောက်သူကြတော့3 4 time name ဖြစ်တဲ့အတွက်1 2 3ပဲရှိအဲ့ဒါကိုကျွန်တော်1 and 2 and 3 and ဆိုပြီးတော့မှာ6ချက်တီးရမှာဖြစ်တယ်เนาะဒါကလည်း beast 3 2 1 နှစ်သုံးเนาะကျွန်တော်တို့အပေါ်ကနေ B စတုန်းနှစ်တနှစ်သုံးเนาะကျွန်တော်တို့အောက်ဆင်းသွားတဲ့အပုံပြန်တက်လာတယ်ဒီလိုပုံစံလေး B စတုန်းနှစ်တเนาะ B စတုန်းနှစ်တ B နှစ်သုံး1 and 2 and 3 and 1 and 2 and 3 and เนาะ B စတုန်း B စတုန်းနှစ်တနှစ်သုံး B စတုန်းနှစ်

ဒါက3 4 C ကလည်းအဲ့ပုံစံလေး C ကြောင့်နည်းနည်းမြန်သွားမှာတော့ကျွန်တော်တို့နှစ်ခါတီးရမယ် DM ဒါတော့ကျွန်တော်34 timing နို6 8 timing နို့ဆိုလို့ရင်းဒီလိုတီးရတယ် base tone နဲ့တနဲ့တော့ base tone နဲ့တနဲ့ base tone နဲ့တနဲ့တော့ base tone နဲ့တနဲ့ကျွန်တော်34 timing နဲ့6 timing နေမှာဆိုလို့ရင်အဒီလိုပုံစံနေကျွန်တော်တို့တီးသွားလို့ရတယ် ်ဒါတရှင်းမမူတည်ပြီးတော့မှကျွန်တော်တို့အပုံစံကွဲလေးတွေတော့ရှိလိုက်ပြီเนาะဒါပေမဲ့ဒီလိုပုံစံနဲ့ကျွန်တော်တရှင်းတွေကိုကျွန်တော်တို့အခြေခံအဖြစ်လိုက်တည်လို့ရတယ်3 4တချင်းနဲ့ CA တိုင်းနေတချင်းနေမှာဆိုရင်ဒီလိုကြီးလိုက်တီးတွေ့ရတဲ့ bass တုံးနဲ့ tin နဲ့အဲ့ဆိုလို့ရှိရင်ကျွန်တော် bass က၄ချုပ်မှပြတဲ့၄ခုတည်းရ ကျွန်တော်3 4 row C ဒီမှာဆိုလို့ရှိရင်ဒီလိုပုံစံလေးတီးရမှာဖြစ်ပါတယ်။အတိကလေ့ကျင့်ကြည့်ပါ။